ခုအဖြစ်ကရစဲလောက်တဲ့အခြေအနေကိုကျွန်တော်ကကြည့်မယ်ဆိုရင်ဆိုတော့ DNA လေးရဲ့အခြေအနေကဟိုအောက်ဆီယံနဲ့လောက်ရတဲ့အခြေအနေမျိုးဖြစ်သွားတယ်ဗျ။ဟိုစစ်ကွန်စီပေးတဲ့အခြေအနေကိုကျွန်တော်တို့ကဟိုလက်မခံဘူးဆိုရင်ဘာလို့မလဲပေါ့။မင်းကောင်ကနိ။ तू ကအရင်ပြောခဲ့တယ်နန်းရန်ကိုကောင်းတဲ့တိုက်ရင်ပြိုနိုင်တဲ့အချိန်ရောက်နေပြီဆိုပြီးတော့ तू ပြောခဲ့တာရှိတယ်ဗျ။ဆိုအဲ့ဒီစကားကိုကျွန်တော်မေ့သွားပြီလားလို့ကျွန်တော်ဒီနေရာနဲ့မေးကြည့်မေးကြည့်ချင်တာပေါ့ဗျာနော်။အဲ့ဒါမတိဆောက်နိုင်ဘူးဆိုရင်ကျွန်တော်ထင်တယ်ကျွန်တော်တဖွဲ့ချင်းတဖွဲ့ချင်းတဖွဲ့ချင်းကျွန်တော်တို့ဆွမ်းဆောင်မှာပဲလေ။ ူဝစ်ထားတဲ့ဝစ်စုံပဲချက်လိုက်တာဒါပေမဲ့သူ့ရဲ့စဉ်းစားမှုအားလုံးကစစ်တပ်ရဲ့စဉ်းစားမှုအားလုံးပဲလေဒါကသူတို့တရားဝင်ဒီမျိုးကိုသူတို့နဲ့လည်းသက်ဆိုင်နေဆိုတာကိုပြောလိုက်တဲ့သဘောဖြစ်တယ်လို့ကျွန်တော်မြင်နေဗျဟုတ်ကဲ့ကိုစလိုင်းရောင်းအောင်ခင်ဗျာဒီတစ်ပတ်ကိုစလိုင်းရောင်းအောင်ကျွန်တော်မေးမြန်းလိုတာကတော့စီရေးနဲ့ပတ်သက်တဲ့သုံးသပ်ချက်ပါအဲ့ဒါကတော့မကြသေးခင်ကစစ်ကောင်စီစစ်တပ်နဲ့တန်းအဖွဲ့တို့အကြပေါ့ DNL ကြအပြစ်ခတ်ရက်စဲမှုသူတို့သဘောတူလိုက်ပါတယ်အဲ့ ်တရုတ်နိုင်ငံကုမင်းမြို့မှာတရုတ်ကဂျာဝင်မှုနဲ့ပေါ့နော်အဲ့ဒီလိုအပြစ်ရတဲ့နေရာမှာ TNL ကဒီမိုးကုတ်နဲ့မိုးမိတ်တို့ထိန်းချုပ်တဲ့နေရာတွေကိုပြန်ဆုတ်ပေးရမယ်လို့သဘောတူညီချက်မှာပါပါတယ်ဆိုဒီပုံမှာဒီလိုမျိုးဆုံးဖြတ်တဲ့ပုံမှာစီရီးယားဘလူးချင်းတွေကြောင့်လဲဆိုတာသုံးသက်လို့တာပေါ့နော်โอเคสรุปว่าโหสิตตกะเวอเสยยะอตาซียะล่ะดาหมอ2เป็ดสะลงอ่ะสิปั้นล่ะดาหมอ ဆိုအမျိုးမျိုးတော့ဟိုပြောကြဆိုကြပေါ့သုံးသက်ချက်တွေရှိတယ်ဒါပေမဲ့ကိုစလိုင်းရွအောင်ကဒီ ABS DM မှာစီရေးတောင်ဝန်ကိုနှစ်ပေါင်းကြာရှည်စွာယူလာတဲ့သူဆိုပို့ပြီးတော့ဒီအချိန်လေးလိုသုံးသက်နိုင်မှာပေါ့လေအခုလိုမျိုး TNL ရမိုးကုတ်နဲ့မိုးမရနောက်ဆုတ်လိုက်တဲ့ပုံမှာဒီစီရေးကသုံးသက်မဆိုရင်ဘယ်အချက်တွေအဓိကဖြစ်မလဲဗျာကျွန်တော်မြင်တာတော့ဗျာကျွန်တော်သုံးသက်ချက်ကတော့အချက်၅ချက်ပေါ့ဗျာ၅ချက်ပေါ့ကျွန်တော်အခြေခံတာပေါ့ဆိုတော့ပထမဆုံးနံပါတ်1ကတော့ဒီစစ်ကောင်စီရဲ့လူသားမဆန်တဲ့ လေချောင်းနဲ့ဒီပလောင်ပြည်သူတွေကိုတတ်ခတ်မှုကြောင့်ဖြစ်တယ်လို့ကျွန်တော်ကတော့သုံးသပ်တယ်ဗျ။နောက်ပါတာဒါပထမတစ်ချက်ပေါ့။ဆိုတော့ဒုတိယအချက်အနေနဲ့ကတော့ကျွန်တော်ထင်တယ်တရုတ်ဖိအားကြောင့်ဖြစ်တာပေါ့ဗျာ။ဆိုတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီနိုင်ငံကြီးကဟိုအိန္ဒိယနိုင်ငံကိုမိခွားတဲ့နိုင်ငံကြီးဖြစ်တဲ့အခါကျတော့သူ့ရဲ့မူဝါဒပေါ်မှာအခြေခံပြီးကျွန်တော်တို့ကကန့်အားတယ်လို့ဖြစ်တာပေါ့ဗျာ။ဆိုတော့အခုတရုတ်ကဟိုသူကဟိုပလောင်ကိုအရန်ဖိအားပေးတဲ့အခါကျတော့ပလောင်အနေနဲ့ကအဲသူမလို့ချင်မနေလောရတဲ့သဘောဖြစ်တယ်လို့ကျွန်တော်တော့သုံးသပ်တယ်။ ။နောက်တတိယအချက်အနေနဲ့ကတော့ကျွန်တော်မြင်တာတော့လက်နက်ခရမ်းပြဿနာဖြစ်နိုင်တယ်လို့ကျွန်တော်မြင်တယ်ဗျ။ဟိုနံပါတ်၄ပြဿနာကတော့ဟိုကျွန်တော်မြင်တာမဟာမိတ်ဆက်ဆံရေးပြဿနာဖြစ်နိုင်တယ်လို့ကျွန်တော်မြင်တယ်။ဆိုတော့ဘာကြောင့်လဲဆိုတော့သူကအခုခုခံစစ်မှာကသူတယောက်တည်းခုခုခံလို့ဖြစ်တာဟုတ်ဗျ။နောက်သူနဲ့ကျွန်တော်တို့ဒီ PDF တွေရှိမယ်။ဟိုအဲ့ဒါပဲခုခံလို့ဖြစ်တယ်။ဆိုတော့သူမှာမဟာမိတ်အားနေတော့တဲ့ပြဿနာရှိတယ်လို့ကျွန်တော်တော့မြင်တယ်ဗျ။ဟိုနောက်တစ်ခုကတော့ဟိုနံပါတ်၅အချက်အနေနဲ့ပြောမယ်ဆိုရင်တော့သူကဟိုစစ်ပန်းတာလဲပါတယ်လို့ကျွန်တော်မြင်တယ်ဗျ။ နော်စစ်ပန်းလာလည်းဖြစ်နိုင်တယ်အဲနောက်တစ်ချက်ကတော့ကျွန်တော်ဒီနေ့ဟိုလူတို့ထောက်ခံမှုပါဗျာလူတို့ထောက်ခံမှုကြားလာလည်းဖြစ်နိုင်တယ်လို့မြင်တယ်ဗျာဆိုတော့အဲ့ဒါဘာကိုပြောတာလဲဆိုရင်အဲတို့ဒီတီဘောကိုတင်းပြီးတဲ့အခါမှာဟိုတချို့နေရာတွေမှာပေါ့ဗျာနော်ဆိုတော့ရှမ်းစာနဲ့ပတ်သက်တဲ့အားတွေကိုရှမ်းထိမ့်မှတ်နဲ့လုပ်ထားတဲ့အားတွေကိုဟိုပလောင်စာ ပြောင်းလိုက်တာတို့ဟိုရှမ်းထိမ့်မှတ်တွေကိုပြုပြင်ပြောင်းလိုက်ရတာလိုက်တာပေါ့ဗျာနော်အားတော်တွေဖြိုချတာပါညာလွတ်လွတ်တဲ့အခါကျတော့ကျွန်တော်ဒီနေ့ရှမ်းလူတို့စိတ်ထဲမှာအဲ ဟိုခံစားမှုကမကောင်းဘူးဖြစ်တာပေါ့ဗျာကျွန်တော်မြင်တာလေဆိုတော့ဒါကြောင့်လဲဒါလဲအကြောင်းတချို့အကြောင်းတစ်ချက်အနေနဲ့ပါနေလို့ကျွန်တော်တို့မြင်နေဗျာအခုဒီလိုမျိုးသဘောတူပြီးရပ်ပိုင်းမှာပဲဒီတန်အပလောင်ရဲ့ထူထူတွင်းမှုဟိုကျုပ်တာဖုံးကျော်ကသူ့ရဲ့ဒီ face 1ပါဟိုတက်ပြီးတော့ဒီကိစ္စနဲ့ပတ်သက်ရေးပါတယ်ရေးပြီးခဏပဲပြန်ဖြုတ်သွားတယ်ပြောတယ်တချို့ကလည်းဒါ screen shot ရထားတယ်ပေါ့နော်အဲ့ထဲမှာအဓိကဟိုရေးထားတာတော့ဒီကစားပွဲကနားချိန်တန်လို့နားတာပေါ့နော်ဖီအားတွေများနေတယ်ပေါ့သူရေးထားတာ ဒါပေမဲ့လည်းဒီစမတ်ကြတဲ့ဒီခေတ်ကြီးမှာအားလုံးကငါတို့လိုချင်တာရဖို့စုခုဖို့လောက်ရမှာဆိုတဲ့သဘောမျိုးပေါ့နော်ဆိုလိုတာသူရေးတာနားချင်းတန်လို့နားတယ်ဖီအားကြောင့်ဖြစ်တယ်ဆိုတဲ့သဘောကိုသူအဓိကရေးထားတွေ့တယ်ဟုတ်ကဲ့ဆိုတော့သူရေးထားတဲ့အချက်ရဆိုရင်ခဏနားရလို့ဆိုနိုင်မှာပေါ့အဲ့တော့အရင်လိုမျိုးတစ်တုံညာနှစ်ခုလိုမျိုးပေါ့နော်ဟိုစစ်စစ်လေးပဲဖြစ်တခြားပုံစံနဲ့ပဲဖြစ်ဖြစ်ဒီလိုထိုးစစ်တွေတိုက်ပွဲတွေရော ပြန်ပြင်းထန်လာနိုင်တဲ့အနေအထားမျိုးရောဟိုဖြစ်လာနိုင်လားဗျအဲ့တော့သူသူရေးတဲ့ဟို စာသားပေါ်မှာကျွန်တော်မြင်လာတော့လေဆိုတော့ဒီနေရာမှာတော့ကျွန်တော်တင်တယ်ဖိအားများတယ်ဆိုတော့ကျွန်တော်သဘောတူပါတယ်เนาะဖိအားတော်တော်လေးများတော့ဗျာเนาะဆိုတော့ရန်သူဖိအားလည်းများလို့ကျွန်တော်တို့ဒီတရုတ်ဖိအားလည်းများတော့ဗျာเนาะအဲ့ဒါလည်းကျွန်တော်သဘောတူပါတယ်ဒါပေမဲ့ကြံတဲ့အချက်တွေကတော့ကျွန်တော်ထင်တာတော့လက်ရှိဟိုဝေဖန်မှုတွေကိုပြန်လည်ထင်းသိမ်းခြင်းတဲ့သဘောပေါ့ဗျာကျွန်တော်တို့ damage control ပြောဆိုမှုဖြစ်တယ်လို့ကျွန်တော်တို့မြင်တယ်ဗျာဆိုတော့ဒီနေရာမှာကျွန်တော်ကသူ့ကိုမေးခွန်းတစ်ခုပေါ့ဗျာမေးကြည့်ချင်တာလေ ူကအရင်ပြောခဲ့တယ်အញ្ញံကိုကောင်းတဲ့တိုက်ရင်ပြိုနိုင်တဲ့အချိန်ရောက်နေပြီဆိုပြီးတော့သူပြောခဲ့တာရှိတယ်ပြောဆိုအဲ့ဒီစကားကိုကျွန်တော် မေးသွားပြီလားလို့ကျွန်တော်ဒီနေရာနဲ့မေးကြည့်မေးကြည့်နေတာပေါ့ဗျာနော်အဲ့တော့ဟိုကျွန်တော်တို့တတိပြုတင်တာကတော့တည်သွားတဲ့အတက်တွေကျွန်တော်တို့ပြန်ရှင်းလာနိုင်စရာမရှိဘူးဆိုတာဖြစ်တယ်ဗျာနော်အဲ့တော့အခုသူတို့အပြည့်အကျဉ်းစင်လုပ်ပြီးတဲ့နောက်မှာဟိုတစ်ချိန်ချိန်မှာဟိုထိုးစစ်တွေပြန်ပြန့်လာလားဆိုတာတော့ကျွန်တော်ထင်တယ်ဒါဟိုစောင့်ကြည့်ရမယ့်အခြေအနေဖြစ်တယ်လို့ကျွန်တော်တို့မြင်တယ်ဗျာ အဲ့တော့တကယ်တမ်းကြည့်ရင်ကျွန်တော်ရှမ်းမြောက်ဒေသမှာ MNDA ကိုးကန်ကလည်းဒါဟိုတရုတ်ရဲ့ဖီအားကြောင့်ပဲဆိုဆိုပေါ့နော်သူပြန်ဆုတ်သွားတယ်သူသူ့ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကဒေသကိုအဓိကပြန်ပြီးသူကတိဆောက်နေတဲ့အနေအထားလေသူလာရှိုးလဲပြန်ပေးလိုက်တယ်နော်သူကလုံးဝမပါတော့တဲ့အနေအထားမျိုးတွေ့ရတယ်ဟုတ်ကဲ့ဆိုတော့ SSP ကလည်းဒါစစ်တပ်နဲ့ကဘာပြောအပြည့်ရက်ထားတာလေသူကဟိုပြန်ပြီးတိုက်ခိုက်တော်လှန်မဲ့အနေအထားတော့မရှိဘူးသူဒေသအတွက်လည်းသူမှာပဲသူနေမှာပေါ့အဲ့တော့ဒီရှမ်းမြောက်ဒေသမှာတန်းတစ်ဖွဲ့တည်းပေါ့နော်ရှေ့ဆက် အဲ့လိုမျိုးထိုးစစ်တွေပဲဖြစ်ဖြစ်ပြန်ပြီးတော့ဟိုစည်ရည်ရီမှန်းချက်ရလှုပ်ဆောင်မှုอ่ะရောဘယ်လောက်ထိလွယ်ကူမလဲခက်ခဲမယ်လို့တော့ယူဆတာပေါ့နည်းအဲ့တော့ဟုတ်ကဲ့အဲ့ဒါရောဖြစ်နိုင်ပါမလားတန်းတက်ဖွဲ့တယ်နဲ့ဆိုရင်ကျွန်တော်ကျွန်တော်မြင်တာကတော့ဟိုအရင်လိုအခြေအနေပေါ့ဗျာနော်တက်တုံရနှစ်ခွန်လိုအခြေအနေမျိုးတော့ကျွန်တော်ထင်တယ်ပြန်ရောက်ဖို့ကတော့ဟိုလက်တွေ့မကြအောင်ဖြစ်နိုင်ဘူးလို့ကျွန်တော်မြင်တယ်ဗျာဘာကြောင့်ဆိုတော့တက်ဖွဲ့ရဲ့ရှိတော့တာဟုတ်ဗျာနော်တက်ဖွဲ့ရဲ့ရှိတဲ့အခါကျတော့ကျွန်တော်ထင်တယ်ဖြစ်နိုင်ချေရနည်းသွားတယ်လို့ကျွန်တော်မြင်ပါတယ် အဲ့တော့စစ်တပ်ဘက်ကကြည့်အောင်ပါစစ်တပ်ကတော့သူ့မှာစစ်မျက်နှာပြင်ကဟိုအထက်အောက်ဘေးဘယ်ကိုရက်ရှိမျက်နှာမှာရှိနေတာပါအဲ့တော့သူကတော့တစ်ဖက်မှာဟိုရက်လို့ရရင်ရက်မှာပဲတစ်ဖက်ကိုဖိမှာပဲဒါကတော့စစ်သဘောတဘာဝပေါ့နော်အဲ့တော့ဟိုတန်းဟိုသူကဟိုကိုပိုင်အုတ်ချုပ်ခွင့်ရပါဘောနဂိုရှိပြီးသားနေမီတွေကိုပို့ပြီးတော့ပေးလိုက်တာမျိုးပေါ့နော်ပေးလိုက်မယ်ပြီးရင်ဒီတိုင်းပဲနေကြမယ်ပြီးရင်အဲ့ဒီကတစင်ငင်းချင်းဆွေးနွေးဖို့စသည်ဖြင့်ကမ်းလှမ်းတာမျိုး အခုသူတို့ကလည်းရွေးကောက်ဝယ်လမ်းကြောင်းကိုလည်းတွားနေတာဘူးเนาะလွတ်တော်နဲ့စိုးရလည်းပေါ်လာမှာဆိုတော့အဲ့ဒီလိုမျိုးပေါ့เนาะဆက်မဖြစ်အောင်စစ်တိုက်ပွဲဆက်မဖြစ်အောင်စစ်တပ်ဘက်ကဟိုတန်အားကိုအဲ့လိုထိန်းသွားနိုင်လားမသိဘူးအဲ့ဒီပေါ်ဘယ်လိုမြင်လဲဗျကျွန်တော်မြင်တာတော့ခုနကကိုတထွေးနိုင်ပြောတဲ့ကိစ္စဖြစ်လာနိုင်တယ်လို့ကျွန်တော်မြင်တယ်ဗျအခုအဖြစ်ကရဲစဲလုတ်တဲ့အချိန်မျိုးကျွန်တော်ကကြည့်မယ်ဆိုရင်ဆိုတော့ DNA ရဲ့အခြေအနေကဟိုအောက်ဆီယံနဲ့လောက်ရတဲ့အခြေအနေမျိုးဖြစ်သွားတယ်ဗျ။ဟိုအဲ့ခါကျတော့ ဟိုစစ်ကောင်စီပေးတဲ့အခြေအနေကိုကျွန်တော်တို့ကဟိုလက်မခံဘူးဆိုရင်ဘာလို့မလဲပေါ့မြေကုန်ကနေဆိုတော့အဲ့လိုဖြစ်တယ်အဲ့တော့ရွေးချယ်စရာနည်းသွားတဲ့အခြေအနေကိုလို့ပြောရင်ကျွန်တော်ဒီမမှားနိုင်ဘူးလို့ယူဆတယ်လေเนาะအဲ့တော့ကိုလိုချင်တဲ့ကိုမျော်မှန်းတဲ့အိမ်မက်တော့ကျွန်တော်ထင်တယ်ဟိုဖြစ်လာနိုင်ခြင်းနည်းသွားတယ်လို့ကျွန်တော်ပြောပြောပြောချင်ပါတယ်ဗျာဟုတ်ကဲ့အဲ့တော့ဒီအခြေအနေမှာနောက်ထပ်ဟိုသတင်းက hot ဖြစ်လာတာတော့ဒီမိုးကုတ်တိုက်တုံးကပါခဲ့တဲ့ PDF တွေပေါ့เนาะသူတို့အနေနဲ့ကတော့ဒါ မိုးကုတ်ကိုစစ်ကောင်စီလက်လုံးဝပြန်မအပ်နိုင်ဘူးဆိုပြီးအဲ့မှာရှိတဲ့ PDF တွေကအသီးသီးပေါ့နော်ကျင်ညာချက်တွေထုတ်တယ်။နောက်တခြားဒေတာမှာရှိတဲ့ PDF တွေလာရောက်ပူးပေါင်းမယ်ပေါ့။အဲအဲ့လိုမျိုးထုတ်တယ်။ဆိုတော့ဒီအချိန်လေးကတော့ခုခံမှုကလက်တွေ့ဘယ်လောက်ဖြစ်နိုင်မလဲ။ဘာလို့ဆိုတော့စစ်တပ်ကအတိတဲ့အတိုင်းလေနေ drone တွေကိုအသာစီးနေလေ။တော့လူလူမရှောင်စေးပြစ်မဲ့မရှောင်ပြစ်နေတာဟုတ်ဆိုတော့တအားအောင်နောက်ဆုတ်ထားရတာဆိုတော့ဒီ PDF တွေနေနေကိုစုပြီးခုခံမှုอ่ะဟောဘယ်လောက်လက်တွေ့ရဟိုဖြစ်နိုင်ခြေရှိမလဲဗျာ အဲ့တော့ကျွန်တော်မြင်တာလေအခုတို့ဒီမျိုးကာကွယ်မယ်ဆိုရတို့ထုတ်ပြန်ကြေညာချက်ပေါ့ဗျာเนาะကျွန်တော်မြင်နေအဲ့ဒါလုတ်တင်နေလို့ကျွန်တော်မြင်နေဗျာ။ဘာကြောင့်လဲဆိုတော့ဒါကတို့တရားဝင်ဒီမျိုးကိုတို့နဲ့လည်းသက်ဆိုင်နေဆိုတာကိုပြောလိုက်တဲ့သဘောဖြစ်တယ်လို့ကျွန်တော်မြင်နေဗျာ။ဆိုတော့ရန်သူကကျွန်တော်ထင်နေဒီကိစ္စမှာဟိုတင်တယ်လို့ဖိအားပေးနိုင်တယ်လို့ကျွန်တော်မြင်နေ။ဟိုဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အများပေါ့ဗျာเนาะအများနားလဲထားတာကဒီမိုးကုတ်နဲ့မိုးမိတ်ကို ဟိုတင်းနေလေးကအောက်ချုပ်ထားတယ်တင်းနေလေးကထိန်းချုပ်ထားတယ်ဆိုပြီးကျွန်တော်နားလည်ထားတာဟုတ်ဗျာနော်အဲ့ခါကျတော့ဒီနေ့ရန်သူကဒီနေမြေတွေဒီနေမြေတွေကတင်းနေလေးရဲ့ထိန်းချုပ်မှာရှိတယ်လို့သူကသတ်မှတ်ထားတဲ့အခါကျတော့အခု PDF တွေကမွန်မင်းကိုဆက်လက်ခုခံမယ်ဆိုတဲ့အခါကျတော့ DNA လို့သူရန်သူကဖိအားပေးနေလို့မြင်တယ်။ဆိုတော့အဲ့လိုဖြစ်လာနေဆိုရင်တော့ကျွန်တော်တင်ကျွန်တော်တို့အင်အားစုတွေကြားမှာတော့အမြင်မတူတာတွေဟိုဖြစ်လာနေတယ်လို့ကျွန်တော်တို့မြင်နေဗျာ ဒီနေရာမှာနောက်တစ်ခုကစည်ရရပေါ့နော်ဟိုကိုစလန်းရော့အနေနဲ့ဘယ်လိုမြင်လဲမသိဘူးโอเคโอเคအဲ့တော့ခုကံမဲ့ခုကံမဲ့ဆိုလဲဒီစည်ရရဟိုခြေတန်းလုံလုံပေါ့နော်မသိအောင်ဟိုစစ်တက်ကမသိရအောင်အဲ့လိုရှုပ်ဝက်ပြီးတော့ဟိုပြင်ဆင်ထားမှဆိုရင်တကယ်တိုက်ပွဲဖြစ်လာရင်ကိုယ့်ဘက်ကအသာစီးရနိုင်တာပေါ့အခုကဟိုကြင်ညာပြီးတော့ဖွင့်ချပြီးတိုက်တယ်လို့မျိုးဖြစ်မှာပေါ့အဲ့တော့စစ်တပ်ဘက်ကပို့ပြီးတော့ဟိုသူပြင်ဆင်နိုင်တဲ့အနေအထားဖြစ်မသွားနိုင်ဘူးလားဟိုရှုပ်ဝက်တင်တယ်လို့မမြင်ဘူးလားကျွန်တော်စဉ်းစားမိတာပါ ကျွန်တော်မြင်တော့အခုက तू ကခုခံမယ်ဆိုတာ तू ကပြောတာလေနော်ခုခံမယ်ဘာကြောင့်ခုခံလဲဆိုတာဒီမျိုးကသူတို့နဲ့အဲသူတို့သူတို့နဲ့လည်းပတ်သက်တယ်သူတို့နဲ့ဆိုင်နေဆိုတဲ့ကိစ္စကသူကပြောတာပဲလေဒါပေမဲ့ तू ဘလို့ခုခံမယ်ဆိုတာ तू ပြောထားတာမဟုတ်ဘူးလေနော်ဆိုတော့ကျွန်တော်လည်းအဲ့ဒီနေရာမှာဆိုရင်ပေါ့နော်ကျွန်တော်လည်းကြီးညာမှာပဲကျန်လို့ကျွန်တော်လည်းကြီးညာမယ်ဆိုတာဒီလိုလေဘာကြောင့်ဒီလိုကြီးညာလဲဆိုရင်ကျွန်တော်တို့ကတရားဝင်ဖြစ်အောင်ပေါ့ဗျာနော်ဆိုတော့အခုလိုကြီးညာတာဖြစ်တယ်လို့ကျွန်တော်တော့နားလဲတယ်ဗျာနော် တော့ခုခံပုံခုခံနီးရတော့ဒါတော့သူတို့ဟိုပြင်ဆင်မှုတွေရှိမှာပါဗျာเนาะအဲ့တော့ဒီကျန်တာတစ်ခုကတော့ဆိုတော့ရန်သူကတော့ကျွန်တော်ထင်တယ်အလုံးရင်းနဲ့ဝင်လာမှာပဲလေเนาะဆိုတော့တစ်ဖက်ကလည်းဒါကတော့ကျွန်တော်တို့ဒီမျိုးမကြရေးပါဗျာသူတို့နဲ့သက်ဆိုင်နေဆိုခုခံမှာပဲဒါပေမဲ့ပြဿနာကဟိုရန်သူကတင်းနေလို့ဖြစ်ရပြင်မယ်ဒါမင်းတို့ချင်းရှိမင်းတို့ချင်းချင်းတက်တနာပေါ့အဲ့ဒါမင်းတို့ချင်းရှင်းကြမင်းတို့ရှင်းပြီးတော့မှငါတို့ဝင်မယ်ဆိုရမျိုးလဲကျွန်တော်ထင်တယ်ဟိုဖြစ်ကောင်းဖြစ်နိုင်နိုင်တာပေါ့အဲ့လိုမျိုးဖြစ်ပြီးဆိုတော့ကျွန်တော်ထင်တယ်ကျွန်တော်တို့ မိုကို PDF တွေနဲ့ကျွန်တော်တင်တဲ့ TNL တွေကြားထဲမှာတော့ကျွန်တော်တင်တဲ့ဟိုအမြင်မတူတာတွေကျွန်တော်တို့ဖြစ်လာနိုင်တယ်လို့ကျွန်တော်တို့သုံးသပ်မိတယ်ဗျ။ So အဲ့နေရာမှာဒီမိုကို viewer နဲ့ဒီတန်းနဲ့ကြားပေါ့ဆက်ဆံရေးလဲကျွန်တော်တစ်ချက်ကြည့်ချင်ပါတယ်။ဘာလို့ဆိုတော့ဟိုဒီလိုမျိုးသဘောတူသူတို့ဟိုကြင်ညာလိုက်တဲ့အခါမှာမိုကို viewer ဘက်ကပြောတာလေဒါသူတို့လည်းမသိရဘူးပေါ့နော်။ဟိုစုတ်ခွာမယ်ဆိုသူတို့လည်းဘာမှမပြောဘူးဆိုတော့အဲ့လိုမျိုးထုတ်ပြောတယ်တရင်မီဒီယာတခုကို။ ဆိုတော့ငကိုတဲကဒီပူပေါင်းဆောင်ရွက်မှုအပိုင်းပေါ့နော်ဒီ PDF နဲ့တန်းကြာဟိုအဲ့အခြေအနေရအောင်ငကိုတဲကဟိုအစဉ်ပြေတဲ့အနေအထားရောရှိလားမပြောတတ်ဘူးအဲ့အဲ့ဒီပေါ်ဘယ်လိုမြင်လဲကို slide နေနဲ့ကျွန်တော်မြင်တာတော့ဟိုဒီကိစ္စကတကယ်ဖြစ်ခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ရင်ကျွန်တော်ကြားထဲမှာသင်္ကန်းစာယူရမယ်ကိစ္စဖြစ်တယ်လို့ကျွန်တော်သုံးသပ်မိတယ်ဗျနော်အဲ့တော့ဟိုနောက်နောက်လေးမှာကျွန်တော်တို့အခုလိုသင်္ကန်းစာကိုယူပြီးတော့နော်ကျွန်တော်တို့အဖွဲနှစ်ဖွဲကျွန်တော်တို့အတူပူးတွဲလှုပ်ရှားရဲဆိုရင်ကျွန်တော်တို့နှစ်ဖွဲပေါ့နော် ဟိုဒီတက်ဆိုင်ရာဒေတာကိုကျွန်တော်သင်ပိုက်ပြီးပြီဆိုရင်ကျွန်တော်တို့ဘယ်လိုဆောင်ရွက်ကြမလဲဆိုတော့ကျွန်တော်ထင်တယ်ဟိုစီးပွားရေးတင့်တယ်လို့ကျွန်တော်ကတော့ဒီနေရာကနေအကြံပြုတင်တယ်နော်ဆိုတော့အခုလက်ရှိအချိန်ကျတော့ကျွန်တော်မြင်နေတာကတော့ကျွန်တော်တို့အတွက်ဟိုသင်ခန်းစာတစ်ခုလိုပဲကျွန်တော်တို့နားလည်ပါတယ်ဗျာဆိုဒီနေရာမှာနောက်တစ်ခုရှိတာကကျွန်တော် MND ကဟိုအပြည့်ရက်ပြီးသူတို့နောက်ဆုတ်တော့မယ်ပေါ့နော်လာရှိုးကနေနောက်နောက်ဆုတ်မဲ့ဖြစ်စင်မှာဟိုသူတို့ဘက်ကဆုံးဖြတ်ချက်ကြပြီအကုန်လုံးပြင်ဆင်ပြီဆိုတော့အဲ့မှာရှိတဲ့ ဥမာတိတာတာ BBL လေးပေါ့နော် BBL လေးတို့ကလည်းဒါညာဘက်ကိုသွားတော့မဆိုကြီးညာချက်ထုတ်တယ်ဆိုတာဒီဘက်မှာမထားတော့တဲ့သဘောပေါ့လေအဲ့လိုမျိုးရှင်းရှင်းလင်းလင်းသိရတယ်အကူပါကအဲ့လိုမဟုတ်တဲ့ခါကျတော့ဟို TNL ရအများဒီတစ်ဖက်လက်နဲ့ပြည်ရရပေါ့နော်သူတို့အလွယ်လင်းတကူမပေးခြင်းလို့ဒီမျိုးနှမျိုးဒီလိုပဲသူတို့နဲ့မဆိုင်တော့ဘူးပေါ့နော်ကျန်တဲ့လူတွေပဲစစ်တက်ရှင်းဆိုပြီးအဲ့လိုသဘောလဲတော့တွက်ကြည့်တာပေါ့လေအဲ့ဒါကဘယ်လောက်မှန်နိုင်လဲဗျကျွန်တော်မြင်နေအဲ့ဒါကတော့ကျွန်တော်တင်လည်းမဖြစ်နိုင်ဘူးလို့ထင်တယ်ဗျ ဟိုဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကစီးရေးကိစ္စတွေကိုရှင်းဆွေးနွေးတဲ့အခါမှာဟိုရှင်းရှင်းလင်းလင်းတိတိကျကျဖြစ်ဖို့လိုတယ်ဗျ။ဆိုတော့အဲ့လိုမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ဗမာစကားရှိတယ်လေ group show မှာ non shin ဆိုတာမျိုးဖြစ်လာနိုင်တယ်ဗောဗျာနော်။နောက်တစ်ခုကတော့အဲ့လိုမဟုတ်ဘူးဆိုရင်ကျွန်တော်ထင်တယ် TNL ရဲ့နိုင်ငံရေးဘာထိခိုက်နိုင်တယ်ဗျာ။နော်ဒါကြောင့်ဒီကိစ္စကကျွန်တော်ထင်တယ်ဟိုစီးရေးပရိရဲ့လက်ကွက်နဲ့လောက်တာမဟုတ်ဘူးလို့ကျွန်တော်ကတော့မြင်ပါတယ်။အဲ့တော့ဒီသဘောတူညီချက်က တရုတ်ကကြားဝင်တာပြီးရင်အကူမင်းမှာဆွေးနွေးကြတာလေဆိုတော့ အစိုးရကသူတော်ဟိုတန်းကိုလည်းတစုံတရာဒါတစုံတရာမဟုတ်တော်တော်လေးဖိအားရှိမှာပေါ့နော်အဲ့တော့အခု PDF တွေကမိုးကုတ်မွေးမွေးကိုဆက်ထိန်းမှုစူးစမ်းမယ်ဆိုရင်တရုတ်အနေနဲ့ရောဘယ်လိုသဘောထားနိုင်လဲသူတို့ရဲ့ဝင်ရောက်ဆွတ်ဖတ်မှုကပိုကြီးလာနိုင်လားပုံစံတစ်မျိုးမျိုးနဲ့ပေါ့လေကျွန်တော်မြင်လာတော့သူ့ရဲ့တရုတ်ရဲ့အဖိအားပေးမှုကတော့ကျွန်တော်မြင်လာတည်နေလို့ပဲသွားမလို့မြင်နေဗျနော်ဘာကြောင့်လဲဆိုတော့ကျွန်တော်မြင်လာတရုတ်နဲ့ဒီ PDF ကြားထဲမှာဟိုတန်းရည်ဆက်တယ်မှုမရှိဘူးလေနော် တရုတ်နဲ့တင်နေနေနဲ့ပဲဆက်ဆက်ဟိုဓာတ်ရဆက်တင်မှုရှိတာဟောဗျာနော်ဓာတ်ရဆက်တင်မှုရှိတဲ့အခါကျတော့ကျွန်တော်တင်တယ်အဲ့တော့ဟို तू ကတခုခုပေါ့ဒီနယ်မြေနဲ့ပတ်သက်ပြီးတော့တစုံတရာအကျက်တဲတခုခုအခက်ခဲတခုခုဖြစ်လာတယ်ဆိုရင်ကျွန်တော်တင်တယ်တရုတ်ကတော့တင်နေလို့ပဲကျွန်တော်တင်တယ်ဟိုအကြက်ကန်ဖီးအားပြနေတယ်လို့ကျွန်တော်တင်ပြောရမှာဖြစ်တယ်ဗျာ ဲ့တော့နောက်ထပ်သုံးသပ်မှုတချို့ကတော့ဒီမိုးကုတ်မိုးမိတ်မကြရေးရတဲ့ဒီအညာဒေတာကိုဆက်ထိန်ထားနိုင်မှုနဲ့ဟိုအများကြီးဆက်ဆက်နေတယ်ပေါ့နော်ဒီမိုးကုတ်မိုးမိတ်ကြဝိုင်းဟိုအညာဒေတာကိုပါဟိုဆက်တက်ကဖိနိုင်တယ်ပေါ့ဒါအရေးကြီးတယ်ပေါ့ဒါအခုခံမှုဆိုတော့အဲ့ဒီပုံမှာကိုစလိုက်ဘယ်လိုမြင်လဲဗျကျွန်တော်မြင်တာကတော့ဒီမိုးကုတ်မိုးမိတ်နဲ့အညာဒေတာနဲ့တော့ကျွန်တော်ထင်တယ်ဟိုတိုက်ရိုက်တော့မပတ်သက်ဘူးလို့ကျွန်တော်မြင်တယ်ဘာကြောင့်လဲဆိုရင်နော်ရန်သူက ဟိုအညာဒေတာအဝင်မယ်ဆိုရင်ရန်သူကသူ့လက်ရှိရှိနေတဲ့နေရာကနေသူကအညာဒေတာကိုတိုက်ရိုက်ဝင်မှာပေါ့ဟိုမိုးကုတ်မိုးမိတ်ကတစ်ဆင့်ဝင်စရာအကြောင်းမရှိဘူးမိုးကုတ်မိုးမိတ်ကလည်းဝင်ဝင်စရာအကြောင်းရှိတာကတော့အကယ်၍ပေါ့ဗျာအဲ့ဒီနေရာမှာတက်တည်ထိုင်ထားတဲ့ဆိုရင်အဲ့ကတက်ကတော့အညာမျိုးဝင်မှာပဲနော်အဲ့တော့ရန်သူကအညာကိုစိုးမိုးခြင်းနဲ့အညာကိုထိုးမယ်ဆိုရင်အညာဘက်တိုင်းရထူမှာပေါ့ဆိုတော့အခုဆိုရင်လည်းကျွန်တော်တို့ကြားနေရတယ်လीဆိုတော့ဒီဟိုဇကန်ဘက်မှာ ဟိုမကွေးပတ်ပါပဲလေဆိုပေါ့ပတ်မှာရန်သူထိုးလာပါပဲလေရန်သူကသူ့အတိုင်းရထိုးมาပဲဆိုတော့မိုးကုတ်ကိုသွားပြီးတော့မှကျွန်တော်ထင်တယ်ပြန်လာစရာအကြောင်းမရှိဘူးအဲ့တော့တခုကတော့ခုနကျွန်တော်တင်ပြလို့ပဲမိုးကုတ်မှာထိုင်ထားတဲ့တက်တွေကိုသူကအတုံးချမယ်ဆိုရင်တော့အဲ့ဒီလမ်းကြောင်းကနေသူကအညာဘက်ကိုသူထိုးมาပေါ့အညာကိုတီးတန့်သူထိုးမယ်ဆိုတော့သူကအညာဘက်ကိုသူကတီးတန့်ထိုးมาပဲမိုးကုတ်ဘက်ကလည်းတစ်ဆင့်ကျွန်တော်ထင်တယ်ထိုးစရာအကြောင်းမရှိဘူးလို့ကျွန်တော်တော့မြင်ပါတယ်ဗျာ โอเคဒီနေ့မှာစစ်တပ်ဘက်ကိုကြည့်ရအောင်ပါစစ်တပ်ကတစ်တုံညာနှစ်ခုစစ်စင်ရေပထမလိုင်းဒုတိယလိုင်းနှစ်ခုလုံးသူအလူးလဲခံရတာလေဆိုတော့အဲ့ဒီမှာဟိုနှွေဦးတော်လေးစမ်းရတယ်ကြီးလာတယ်လေတကယ်ဟိုဟိုစစ်တပ်ကဘာလို့လို့လောက်အောင်မသိဘူးပေါ့နော်ဒါစီးသုံးသက်ချက်တွေအဲ့လိုမျိုးထွက်လာတယ်ဆိုတော့အဲ့ဒီအနေထားနေပြီးအခု तू ကပြန်ပြီးတော့ဟိုနလန်ထတဲ့ပုံပြအထိုင်ကျတဲ့သွားတဲ့ပုံစံမျိုးပြောရင်ရမလားဘာလို့ဆိုတော့ဟိုကရင်ဘက်မှာလည်း तू အာချလန်ကိုပြန်ရအောင်ထိန်းတယ်ဟိုကရင်ဒီမှာလည်းမျိုးတချို့ကို तू ပြန်သိမ်းတယ်ဆိုတော့တပတ်တည်းမဟုတ်လေ तू က သုံးပတ်လောက်အခုလိုကစားနေတူရတော့ तू ကပြန်ပြီးတော့အထိုင်ကျသွားတဲ့သဘောလားဘယ်လိုမျိုးမြင်လဲစည်ရရလေကျွန်တော်မြင်လာတော့ तू အထိုင်ကျတဲ့သဘောမျိုးတော့မရှိသေးဘူးဗျ तू အထိုင်ကျတော့ကြိုးစားနေတဲ့အခြေအနေမျိုးလို့ကျွန်တော်တော့မြင်တယ်ဒါပေမဲ့သို့တော်လည်းဟိုတစ်တုံညာနှစ်ခွန်ပထမနိုင်နဲ့ဒုတိယနိုင်အခြေအနေကတော့ပြောမယ်ဆိုရင်တော့တော်တော်လေးတော့ကွာသွားတော့တွေ့ရတယ်ဗျအဲ့တော့ဘာကြောင့်လဲဆိုရင်ကျွန်တော်မြင်တာအခုဖြစ်စင်ကတော့လေဟိုတရုတ်ကြောင့်ဖြစ်တယ်လို့ပြောရင်ပြောရမှာဖြစ်တယ်ဗျတရုတ်ရဲ့ ဆင်းရဲအကူအညီတွေရလာတယ်အဲလည်းနဲ့ခင်ရတယ်အဲရတယ်နောက်တစ်ခုကဒီ drone တွေရတယ်နောက်တရတရုတ်ဆီရတယ် drone နည်းပညာတွေရတာပါကြောင့်เนาะအဲ့တော့စစ်ကောင်စီကကျွန်တော်တို့ထက်တာလာလက်နဲ့ခင်ရတဲ့လေချောင်းပဲတာတယ်ဗျအဲ့တော့ကျန်တာကျွန်တော်တို့မတာအဲ့တော့ကျွန်တော်တို့ကလက်နဲ့ကြီးဆိုရင်ကျွန်တော်တို့ကခုခံနိုင်တယ်နော်ဒါပေမဲ့လေချောင်းကဆိုရင်လည်းကျွန်တော်တို့ကဘုံကျဲတာတော့ကျွန်တော်ထင်တယ်ကျွန်တော်တို့ခုခံနိုင်တဲ့အခြေအနေမျိုးရှိတယ်ဗျာတိုးတော့ drone ကတော့ကျွန်တော်ထင်တယ်ခုခံကအတော်လေးခက်တယ်ဘာကြောင့်လဲဆိုတော့အခုသူကသူ့နည်းပညာကကျွန်တော်တို့မှာရှိတဲ့ ဟိုနေတင်ကြတဲ့အဆင့်မြင့်သွားတာဟုတ်ဗျ။နော်။အဲ့လိုဖြစ်တဲ့အခါကျတော့ခုကံမှုတော့ကတ်တော့ဗျာ။ဒီနေရာမှာကျွန်တော်ကလေစစ်တိုက်တာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အတွေ့အကြုံကိုကျွန်တော်တင်ပြခြင်းနေဗျာ။နော်။စစ်တိုက်တာတော့မှန်တယ်ကျွန်တော်တို့ကအနံ့ရရည်အတွက်တိုက်တာဖြစ်တယ်ဗျာ။ဒါပေမဲ့ကျွန်တော်တို့ကလူကြီးလူကောင်းဆန်ဆန်ပေါ့ဗျာနော်။ဟိုစစ်တိုက်ဖို့လိုတယ်လို့တော့ကျွန်တော်ကတော့သုံးသပ်မိတယ်နော်။ဆိုတော့ဒီနေရာမှာကျွန်တော်တို့ကစီမင်းစီကန်းတို့လည်းလာဖို့လိုတယ်အထူးသဖြင့်တော့စစ်ကောင်စီရဲ့ဒီ standard army ကကျွန်တော်ထင်စစ်တပ်တော်ကျင့်ဝတ်တွေတည်ကြကြလိုက်နာဖို့လိုမယ်လို့ထင်တယ်ဗျနော်။ဘာကြောင့်လဲဆိုတော့အခုကြည့်ကျွန်တော်တို့က ဟိုရတပြင်းမှတ်တွေတိုက်ခတ်တာတွေကဒါကသူစီမင်းစည်းကမ်းလည်းကိုမညီညွတ်တဲ့ကိစ္စတွေဖြစ်တယ်အဲ့တော့စစ်ကောင်စီစစ်တိုက်တာကိုကျွန်တော်လေ့လာကြည့်တဲ့အခါမှာတခိုးချင်းတခိုးချင်းတိုက်တာကိုကျွန်တော်တွေ့ရတယ်ဗျเนาะအဲ့ဒါကျွန်တော်အထွေထွေဘုရားခြေကနေအမ1990 91မှာကျွန်တော်ဖလူးနဲ့ဝမ်ခေါ့ဟိုထိုင်းနိုင်ငံကြီးကနေဝင်ပြီးကျွန်တော်တို့တိုက်တယ်ဗျเนาะအဲ့တော့သူကတော့ထိုင်းနိုင်ငံတော့သူတို့ဂျိုတင်သဘောတူညီချက်တွေယူထားတာဖြစ်နိုင်တယ်เนาะဒါပေမဲ့ဟဲ့လားကျွန်တော်တို့ခုနယ်နိမိတ်ကလည်း तू က तू တိုက်လို့ကျွန်တော်တို့မနိုင်တဲ့အခါကျတော့ သူများနိုင်နမိတ်ထရရဲ့ဝင်ပြီးကျွန်တော်တို့နောက်ကျောနောက်ကျောနေဝင်တိုက်လာဗျာဒါတော့နည်းနည်းဟိုလူကြီးလူကောင်းမဆောင်လို့ပြောအောင်ပါဗျာနော်နောက်တစ်ချက်ကတော့ဟိုစစ်တုံးမနဲ့ပတ်သက်တဲ့စီမင်းစည်းကမ်းပါဗျာဒါလိုလဲသူကချူပေါ်တယ်ရဲဆက်တက်တယ်ရွာသားတွေလည်းရဲဆက်တက်တယ်အခုဆိုရင်ကျွန်တော်တို့ကြည့်ကြည့်ပါဗျာနော်သူအာနာတင်ပြီးကလေးရတယ်အခုထရေးကျွန်တော်တို့ဟိုလေးနှစ်ကျော်၅နှစ်ထဲဝင်လာပြီပေါ့ဗျာနော်နေ့စဉ်နဲ့အမျှကျွန်တော်တို့ဒီပြည်လုံးမှာပုံကျတက်ခန့်နေတာဖြစ်တယ်လေအဲ့တော့ နေဝင်ကျွန်တော်တို့ပြောခဲ့တာရှိတယ်ဗျခင်ဗျားလည်းမှတ်မိမိနဲ့အတူပါတယ်ကျွန်တော်ရှောင်းထောင်းကွာ68မှာတော့ပါလေဗျာနော်ကျွန်တော်တို့ဒါဒါချင်းလှန်လှန်ချင်းလို့ကျွန်တော်တို့ပြောခဲ့တာရှိတာပါဆိုတော့အခုလက်ဒီတိုင်းပဲနေတော့ဟုတ်လားဆိုတော့သူတို့ရဲ့ပထွေးကျွန်တော်တို့နေဝင်ကကျွန်တော်တို့ပြောခဲ့ဒါဒါချင်းဒါဒါချင်းလှန်လှန်ချင်းဆိုတော့တာလာခဲ့လေအခုအချိန်မှာကျွန်တော်ဒါဒါချင်းလှန်လှန်ချင်းဟုတ်လားဒါမျိုးတော့ကျွန်တော်တို့ရင်ဆိုင်မှုအဆင်သင့်ပဲနေတော့အဲ့တော့ကျွန်တော်ကဒီနေရာကနေကျွန်တော်တို့တော်လိုင်းတက်တွေကိုကျွန်တော်အကြံပြုချင်တာက ဟိုတက်ဆိုင်ရခေါင်းဆောင်တွေအနေနဲ့ပေါ့နော်အခုအချိန်လေးကလည်းကျွန်တော်ကျွန်တော်တင်နေကျွန်တော်ပြန်လည်သုံးသပ်ပြီးတော့အခြားစီရင်နည်းလမ်းတွေကိုကျွန်တော်တင်နေစဉ်းစားဖို့လိုတယ်လို့ကျွန်တော်တော့အကြံပြုချင်တယ်ဗျအဲ့တော့ဒီနေရာမှာကျွန်တော်ရှမ်းမြောက်ဒေသကိုကြည့်ကြည့်တာပေါ့နော်အတူဟိုတရုတ်ကဖီအားကြောင့်လို့ပဲဆိုဆိုစီရေးရအသာရလို့ပဲဆိုဆိုဟိုစကားပြောပြီးပြီစကားပြောပြီးတိတယ်အပြည့်ရက်မယ်ဟုတ်ကဲ့လုတ်ပြီးဆိုရင် ဟုတ်အပြစ်ရက်ရက်တာဖြစ်သွားတယ်ပေါ့နော်ဟို MND နဲ့လည်းပြစ်ရက်တယ်ကဲသူ့ရဲ့ဟိုကိုပိုင်အုပ်ချုပ်ရေးဒေသမှာသူ့ဘောင်ပြန်ထိုင်ကြအခု TNL လည်းဒီသဘောမျိုးလို့ဖြစ်လာနိုင်တယ်ဆိုတော့ तू ကဟိုသူ့ဘက်ကအဲ့လိုပဲသွားတယ်လေအပြစ်ရက်ဖို့ကြိုးစားတဲ့သဘောမျိုးတွေ့ရတယ်ဥပမာ KNU နဲ့လည်းပြောမတက်ဘူးဘယ်တော့လောက်သူတို့စကားဆက်ခေါ်မလဲနောက် KYN နဲ့လည်းအခုကစကားပြောဖို့အခုတည်င်းနေထွက်နေရလေဟုတ်ကဲ့ဆိုတဲ့အခါကျတော့ဒီအခြေအနေတွေကအခုလက်ရှိအင်အားအများကြီးရှိနေတဲ့အညာဘက်က PDF နေနဲ့ဟိုသူအဲ့လိုမျိုး ိုအပြစ်ရရေးအတွက်သူစဉ်းစားလာနိုင်လားဟိုစစ်တပ်အနေနဲ့ဒါမှမဟုတ်တခုခုကိုသူချိန်မုံးမှုရှိနိုင်လားဟိုဘယ်လိုမျိုးမြင်လဲကိုကိုစလိုက်အနေနဲ့ကျွန်တော်မြင်တာကတော့ဟိုရန်သူကတော့ဗျာဟိုကျွန်တော်တို့တောက်လျှောက်လုပ်ခဲ့တာကတော့ဟိုသွေးခွဲတဲ့ညီးသူဟာပေါ့ဗျာဆိုတော့ဒါကသူတောက်လျှောက်သူချိန်သုံးခဲ့တဲ့ဟာပဲလေနော်ဆိုတော့အခုလေဒီဟာကိုသူကလုပ်နေစေပဲဖြစ်တယ်လေအဲ့တော့ကျွန်တော်တို့ဒီ PDF ရဲ့ဂျာတန်းမှာလေဟိုသွေးခွဲမှာပဲလေအမြဲတမ်းသူပြောခဲ့တာပဲ ဟလာသူဟိုအလင်းတင်တဲ့ကံမှာပျော်တိုင်းပါဟိုအများနဲ့သူ့ဘက်ကတော့ငြိမ်းချမ်းခေါ်တယ်ပေါ့ဗျာအမှငြိမ်းချမ်းခေါ်တော့မဟုတ်ပဲ။ကျွန်တော်တို့လက်နဲ့ချခိုင်းနေတာပဲလေ။ဆိုတော့ဒီသဘောနဲ့တော့ကျွန်တော်တို့ဟိုတွဲဆုံစီနေဆိုတာဘယ်လိုမှဖြစ်လာနိုင်ကြအကြောင်းမရှိဘူး။အဲ့တော့သူ့ဘက်ကကျွန်တော်တို့သွေးခွဲသွေးခွဲနီးနေအဲ့လောက်လာမှာပဲဒါအများကြီးလုပ်နေကြပဲအဲ့တော့ကျွန်တော်တို့ကဟိုတိရဆိုရင်ကျွန်တော်တို့ကျွန်တော်တို့စီးကိုကျွန်တော်တို့တေချာကာဖို့လူတာပေါ့နော် ဟို PDF ဆိုတဲ့သူနဲ့တိုင်းရပတ်သက်တာကျွန်တော်တို့ NUG ဆိုတဲ့အဖွဲ့အစည်းရှိတာပဲလေဆိုတော့ NUG က DC ကိုကျွန်တော်တင်တယ်ကာဖို့လိုတယ်လို့မြင်တယ်နော်အဲ့တော့ရှိမှလည်းကျွန်တော်တင်တယ်ဖြစ်လာနေတာပဲဒီနေ့ကျွန်တော်မြင်တာကတော့ကျွန်တော်တို့ခုလုံးဟိုစင်ရေးအခြေအနေကိုဟိုရေဘူးကပြောမယ်ဆိုတော့ကျွန်တော်တင်တယ်ကျွန်တော်တို့ဟိုခံစစ်အခြေအနေကိုလေကျွန်တော်တို့ပြန်ရောက်သွားတယ်လို့ကျွန်တော်မြင်တယ်နော်ဒါပေမဲ့လည်းကျွန်တော်တို့အခုရခိုင်ဘက်မှာတော့ ဟိုဆေးရည်အားကောင်းတယ်တော့ကျွန်တော်တွေ့ရတယ်။ဆိုတော့ AA ကတော့ကိုတတိရန်သူကိုကျွန်တော်ဒီနေ့ဆေးရည်ရပေါ့လက်စားနေတဲ့အခြေအနေရှိသေးလို့ကျွန်တော်မြင်မိတယ်ဗျ။ဟိုဒါမဲ့လည်းကျွန်တော်ဒီနေ့ရန်သူက AA ကိုအကြီးအကျယ်ထူးထစ်စင်တော့တွေ့ရတယ်။အခုရှားမြောက်မှာဆိုရင်ကျွန်တော်ဒီနေ့ဆေးရည်ငိန်သွားတဲ့အခြေအနေဖြစ်တာပေါ့ဗျာ။နော်အဲ့လိုဖြစ်သွားတဲ့ရောက်အခါကျတော့ AA ကိုကျွန်တော်ဒီနေ့ TNL နီးတူပေါ့ဗျာ။အဖြစ်ကရဲ့ဆေးစွဲပေါ့ရောက်အောင်ဒီရခိုင်လူတို့ကိုကျွန်တော်ဒီနေ့လေကြောင်းနဲ့တက်ခတ်ပြီးတော့ဖူးပြီးဖိအားပေးနေတော့တွေ့ရတယ်။ဟိုတစ်ဖက်မှာလည်း စစ်ကောင်စီကလည်းအကူအညီပေးနေတဲ့ရိုဟင်ဂျာအမျိုးကလည်းလက်နက်ကန်ဖွဲ့စည်းရှိတယ်လေ။အဲဒီခါကျတော့အဲ့ဒီအဖွဲ့ကလည်းအေအိုတိုက်နေတဲ့ခါကျတော့ဒီအချိန်မှာကျွန်တော်တို့က AO1 ကုဖို့ကျွန်တော်တင်တယ်လိုအပ်တယ်လို့ကျွန်တော်မြင်တယ်ဗျ။ okay အဲ့တော့နောက်ဆုံးအနေနဲ့ပေါ့အခုလက်ရှိကျွန်တော်တို့ဒီစစ်တပ်ဖက်နဲ့ပေါ့နွေဦးအင်အားစုတွေနဲ့ IAO တွေတစ်ဖက်ပေါ့ဒီစစ်ရေးအခြေအနေကဒီခဏငြိမ်သွားမယ်နောက်အပြင်းထန်ပြန်ဖြစ်လာမယ်ဒီတိုင်းပဲဆက်သွားနေမလားဒါမှမဟုတ်လဲ ူတို့ကလည်းအခုရွေးကောက်ပွဲလမ်းကြောင်းကိုသွားနေတာဟုတ်ဟိုအပြစ်ခက်ရဲစဲမှုတွေကတဆင့်ငင်းငယ်ဆွေးနွေးပွဲတွေမှာတခါခွက်ပြန်တိုက်ကြမလားဒီအဆင့်ထိကိုရောက်သွားနိုင်လားစသဖြင့်ဟိုကိုစလိုင်းဘလူးအဲ့ရအောင်ဘလူးမျိုးသုံးတက်လေဗျကျွန်တော်မြင်တော့ဟိုတိုက်ပွဲတွေကတော့ကျွန်တော်ထင်တယ်ဟိုဆက်ပြီးရရှိနေဦးမယ်လို့မြင်တယ်ဗျာနော်ဟိုဘာကြောင့်လဲလို့ပြောရမယ်ဆိုရင်ဟိုဒီနေ့ကျွန်တော်တို့ဟိုတိုင်းပြည်အခြေအနေကဟိုငင်းငယ်သွားတဲ့အခြေအနေလည်းမဟုတ်ဘူး ဟိုတွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ကရောက်တဲ့အချိန်တွေလည်းများမဟုတ်ဘူးအချိန်တွေမျိုးလည်းမဟုတ်ဘူးလေရောမဟုတ်တဲ့အခါကျတော့ကျွန်တော်တင်တဲ့နှစ်ဖက်ဒီအပြန်အလှန်တိုက်ပွဲတွေတော့ရှိနေမှာပဲဒါပေမဲ့အားကောင်းခြင်းအားမကောင်းခြင်းဆိုတာတော့ကျွန်တော်တို့အဲကျွန်တော်တို့ကဘယ်လောက်ထိအလောလောနိုင်တယ်လဲပေါ့ဗျာဆိုတော့အဲ့ဒီပုံမှာမူတည်လို့မြင်တယ်ဆိုတော့ဟိုဒီနေ့ကာလမှာဆိုရင်ကျွန်တော်တို့ဒီဘက်ဒီတော်လိုင်းရဲ့ဖွဲ့စည်းမှာလည်းဟိုအခက်အခဲတော့ရှိလာတယ်အခက်အခဲရှိတာကပြောမယ်ဆိုရင်တော့ဗျာ ိုအားလုံးသိနေကြတာပဲလက်နဲ့ခင်းရံပြဿနာရှိတာ ਉ နော်ကျွန်တော်တို့ကဘလောက်ပဲကျွန်တော်တို့တိုက်ပွဲတွေဖွာခြင်းဖွာခြင်းအဲခုမှလက်နဲ့ခင်းရံမရှိဘဲနဲ့ကျွန်တော်တို့အကောင့်ထဲပေါ်လို့မရအောင်ဒါတစ်ချက်ပေါ့နောက်တစ်ချက်ကတော့ကျွန်တော်တို့ကကျွန်တော်တို့ဂျာထဲမှာဟိုဟန်ချက်ကြီးတဲ့စီရေးအကောင့်ထဲဖွာနိုင်ဖို့လိုတယ်ဗျအဲ့တော့ဟန်ချက်ကြီးစီရေးအကောင့်ထဲဖွာနိုင်ဖို့လိုတယ်ဆိုရင်ကျွန်တော်တို့ဂျာထဲမှာတွေးဆနိုင်တဲ့နေရာတနေရာကျွန်တော်တို့ရှိဖို့လိုအပ်တယ်ဆိုတော့အဲ့ဒီဟာကိုဒီနေ့ ဟိုအများသူကပြောနေကြတော့တပ်ပေါင်းစုလို့ပြောတာပဲကနော်ဆိုတော့ကျွန်တော်ကတော့ဟိုတပ်ပေါင်းစုလို့ခေါ်လဲရတယ်ဒါမှမဟုတ်ဘူးဆိုရင်လည်းကျွန်တော်တို့ကနေရတနေရပေါ့ဗျာအဲ့ဒီတနေရတနေရတော့ဒါတော့အချက်လို့နာမည်ပေးကြပါဗျာနော်အဲ့လိုနေရတနေရကျွန်တော်တို့ရှိဖို့လိုတယ်အဲ့လိုမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ဒီနေ့အချိန်တွေကကျွန်တော်ထင်တယ်ကျွန်တော်တို့ပို့ပြီးတော့စူးသွားတဲ့ဘက်ကိုပို့ရောက်နိုင်တယ်လို့မြင်တယ်နော်ကျွန်တော်တို့အားလုံးအားလုံးကြားထဲမှာစူးစိမှုကိုစူးစိမှုညင်ညွတ်မှုကိုကျွန်တော်တို့ အစုံတရားပေါ့နော်အတိုက်အတာတစ်ခုထိပေါ့ကျွန်တော်တို့တိဆောက်ဖို့လိုတယ်အဲ့ဒါမတိဆောက်နိုင်ဘူးဆိုရင်ကျွန်တော်ထင်ကျွန်တော်တဖွဲ့ချင်းတဖွဲ့ချင်းတဖွဲ့ချင်းကျွန်တော်တို့ဆွဲဆောက်မှာပဲနိဆွဲဆောက်သွားမယ်ဆိုရင်ကျွန်တော်တင်ကျွန်တော်တို့ဥတီချက်တွေပျောက်ပေါက်နိုင်တယ်လို့ကျွန်တော်တော့မြင်နေဗျာတတ်တစ်ခုပေါ့နောက်တစ်ခုကလည်းရေကောက်ပွဲအလွန်မှာတော့ကျွန်တော်မြင်တာကလေဟို2008ခုအခြေထားအခြေခံထားတာဖြစ်တဲ့အတွက်ကျွန်တော်ထင်တယ်ထူးထူးခြားခြားနိုင်ငံရေးအပြောင်းလဲတော့ဟိုဖြစ်လာနိုင်ခြင်းမရှိဘူးလို့မြင်နေဗျာ အခုတော့နိုင်ငံရေးပါတီတွေကတော့သူတို့ပြောနေကြတာပေါ့ဗျာနော်ဆိုတော့ကျွန်တော်တို့လွှတ်တော်ရဲရောက်သွားရင်ဘာတွေလုပ်ကြမှာဆိုတာပြောတော့တဖြစ်မဲ့အခုဖြစ်လာမဲ့အစိုးရကအရင်အစိုးရတစ်ခုကျွန်တော်ထင်တယ်အရင်အစိုးရဆိုတာ2010အစိုးရတစ်ခုပိုဆိုးတဲ့အစိုးရကျွန်တော်တို့ဖြစ်လာမှာနော်ဟိုဘာကြောင့်လဲဆိုရင်အခုတက်တလောပဲဗျာဟာကျွန်တော်တို့ဒီ uniform ချွတ်တဲ့ဗိုလ်ချုပ်တွေကကျပ်ဖို့အသင်ပြောင်းလို့တော့သူကပြန်လာတာလေပြန်ပြန်လာတာဖြစ်တဲ့အတွက်သူတို့က uniform ပဲချွတ်လိုက်တာ နော်သူသူဝတ်ထားတဲ့ဝတ်စုံပဲထွက်လိုက်တာဒါပေမဲ့သူရဲ့စဉ်းစားမှုအားလုံးကစစ်တပ်ရဲ့စဉ်းစားမှုအားလုံးပဲလေဆိုတော့အဲ့ခါကျတော့ကျွန်တော်တို့တိုင်းပြည်ကရှေ့ဒီမိုကရေစီဖြစ်ဖြစ်ပြောင်းလဲရေးဆိုရယ်လမ်းကြောင်းပုံကိုမရောက်ဖဲနဲ့ဆီယနာရဲ့စနစ်ပိုခိုင်မြဲတဲ့အခြေအနေပဲကျွန်တော်တို့ရောက်သွားမှလို့ကျွန်တော်တို့သုံးသပ်မိတယ်လေဆိုတော့ဒါကြောင့်ကျွန်တော်တို့ဟိုတိုင်းပြည်ငင်းညာရင်းဆိုတဲ့ဘက်ကိုကျွန်တော်ထင်တယ်ဥတီတဲ့အခြေအနေမျိုးတော့ကျွန်တော်ထင်ရဝေးနေဦးမယ်လို့ကျွန်တော်တော့မြင်ပါတယ်အဲ့တော့ဟိုတိုက်ပွဲတော့ကျွန်တော်ထင်တယ်ဆက်ပြီးတော့ ရှင်းနေဖို့မလို့ကျွန်တော်တို့သုံးသပ်မိပါတယ်ဗျာဟုတ်ကဲ့ကိုစလိုက်ရောကျေးဇူးအများကြီးတင်ပါတယ်အခုစစ်တပ်နဲ့တန်အဖွဲ့နဲ့ကြာเนาะဟိုအပြစ် yes လိုက်တဲ့ပေါ်ပါအခြေခံပြီးဗမာပြည်ရဲ့အခုလက်ရှိပကတိစည်ရေးချင်တွေကိုကိုယ့်ရဲ့တွေ့ကြုံရအခုလိုမျိုးဆွေးနွေးပြတဲ့အတွက်ကျေးဇူးပါကိုစလိုက်ဟုတ်ကဲ့ကျွန်တော်လည်းပြောခွင့်ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ